ားပါရှင် MP သတင်းဌာနရဲ့ဒီကနေ့ဇွန်လ28ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန်သတင်းတွေလည်းနှလုံးနဲ့သွားရောဂါတွေခံစားနေရတဲ့ဒေါ်ဆန်းစုကြည်ခြောက်ထဲမှာဆေးမီးတိုတွေနဲ့လားကုသနေရတဲ့သတင်းငလင်အပြင်ထောင်းနာပိုင်တွေရဲ့အာနာပြမှုတွေကြောင့်နိုင်ချင်းတည်ဆုံးသူအများဆုံးဖြစ်လာတဲ့အိုးဘိုထောင်ဆိုတဲ့သတင်း တရုတ်ထုတ်လင်းရင်တွေနဲ့ကျဲတဲ့စစ်တပ်ပုံကြောင်တပန်အတွင်းအရသာ28ဦးထံမှနေတည်ဆုံခဲ့တဲ့တဲ့င်းစေအိုစုထံလေးချောင်းရံကာကွယ်စနစ်ရောင်းချပေးထားတဲ့အပြင်လေးကျင့်တင်ကြားပေးနေတဲ့ဘယ်လာရုဆိုတဲ့တဲ့င်းစစ်ပွဲဖိနှိပ်မှုနဲ့ပုံမှန်နဲ့ဆိုင်တဲ့ဆင်းရဲဒုက္ခတွေနဲ့ဖုံးလွှမ်းနေတဲ့နိုင်ငံလိုလက်ရှိမြန်မာကိုပုံဖော်ပြလိုက်တဲ့လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဆိုတဲ့တဲ့င်း အီရန်ခေါင်းဆောင်ကို အသက်ချမ်းသာပေးပေမဲ့နယူအစည်းအဝေးပြန်လုပ်ရင်ဘုံကျဲမယ်လို့ခြင်းချောက်လိုက်တဲ့ထရန့်စတဲ့အဲ့ဒီလိုတနေ့တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဆုံးသတင်းကတော့နှလုံးနဲ့သွားရောဂါတွေခံစားနေရတဲ့ဒွန်ဆန်းစုကြည်ဟာထောင်သွင်းမှာဆေးမိတိုတွေနဲ့သာကုသနေရတယ်ဆိုတော့သတင်းနဲ့ဆက်လိုက်ချင်ပါတယ် စိုးစုရဲ့မတရားဖမ်းဆီးထောင်ချခံထားရတဲ့အသက်80ရွယ်လူမှုကောင်းဆောင်ဒေါန်ဆန်းစုကြည်ဟာခံစားနေရတဲ့ရောဂါတွေကိုစိတ်မိတုံနဲ့ပဲကုသနေရတယ်လို့မြန်မာပရင်စံဝီနဲ့ MPW ကဒီနေ့ဆောင်လာ28ရက်မှာထုတ်ပြန်လာပါတယ်လက်ရှိလူမှုကောင်းဆောင်ဟာသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့လူကြီးယောဂါတွေခံစားနေရပေမဲ့စနစ်တကျအကျန်းမာရေးဆောက်ရှောက်မှုတွေမရပဲစိတ်အဆုခွင့်ပြုထားတဲ့ဆရာဝန် ဆေးမှုရောဂါနဲ့ဆေးမိတော်တွေနဲ့ပဲကုသခွင့်ရနေတာဖြစ်တယ်လို့သိရပါဗျ။နိုင်ငံတော်အတိုင်းအမခံပုတ်ကိုကိုကနဦးနေပြီးတော့အချုပ်ထောင်မှာချုပ်နှောင်ထားတယ်လို့သတင်းတွေထွက်ပေါ်နေပြီမယ်။ MPW ကတော့အဲ့ဒီထောင်နဲ့ဆလင်းမိုင်ကွာမှာရှိတဲ့စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်တဲ့နေရာမှာဖမ်းထားတယ်လို့ဆိုပါတယ်။ဒူးပေါ်ချုပ်ကြီးအစင်ကတောင်ဝင်းယူကွက်ကဲစီတဲ့အထိ လုံချုံရဲ့အထူးတင်းကျပ်ပြီးချုပ်နှောင်ထားတယ်လို့ MPWC ကသိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အပယ်လာတုန်းကတော့တောင်ဆန်းစုကြည်ကိုမင်းအောင်လိုင်ထိုင်တဲ့ရုံနဲ့မလန်းမကန်ကကာဆာထ6မှာအားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီးချုံနောင်ခဲ့တယ်လို့ဆိုပါရယ်။ ဒေါန်ဆန်းစုကြည်ကိုထောင်နှံ33နှစ်အထိချမှတ်ခဲ့တဲ့စပြူတီရီမြို့နယ်တရားသူကြီးဦးမမောင်လွင်တက္ကိနခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးချုပ်ဒေါခင်သိန်းဝေတို့ဟာမင်းအောင်လိုင်းနဲ့အတူနောက်ဆက်တွဲကိစ္စတွေကိုတာဝန်ခံရမယ်လို့ကြေညာထားပါတယ်။ ဒုတိယအနေနဲ့ငလင်အပြင်ထောင်းအနာပိုင်တွေရဲ့အာနာပြမှုတွေကြောင့်အိုးဘိုထောင်မှာနိုင်ချင်းတည်ဆုံသူအများဆုံးဖြစ်လာတဲ့သတင်းကိုတင်ဆက်ပေးပါရစေ။မန္တလေးတိုင်းအိုးဘိုအချင်းထောင်မှာ6လအတွင်းနိုင်ငံရေးအကျဉ်းသား56ဦးအထိတည်ဆုံခဲ့တယ်လို့မြန်မာပရင်စံဝက်ကနက်အဖွဲ့ကပြောပါရစေ။ဒါဟာတနိုင်ငံလုံးကထောင်နေတဲ့2025ခုနှစ်အတွင်းတည်ဆုံမှုအများဆုံးထောင်ဖြစ်တယ်လို့ MPW ကဆိုပါတယ်။ နှစ်ဝက်အတွင်းသေဆုံးသူတွေထဲကအယောက်90ဟာမတ်လ28ရက်အင်အားပြင်းငလင်းကြောင့်သေဆုံးခဲ့ရတာလို့ယူဆနိုင်ပေမယ့်အများစုက ထောင်နာပိုင်တွေရဲ့စီမံမှုအမှားတွေကြောင့်မသေဆုံးသင့်မဲသေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ငလင်းကြောင့်ဥပိုထောင်ရှိအမျိုးသမီးအဆောင် အဆောင်1နဲ့3အမျိုးသမီးစေယုံဆောင်တွင် ပြုတ်ကြပျက်စီးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသူအကျဉ်းသား20ဦးအပါအဝင်အကျဉ်းသူအကျဉ်းသားစုစုပေါင်း30ဦးထံမှနေတည်ဆုံခဲ့ပြီး180ကျော်ထံရရရှိခဲ့တယ်လို့နိုင်ငံရေးအကူအညီပေးရေးအဖွဲ့တွေရဲ့ April 20ရက်နေ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ဒါအပြင်အိုးဘိုထောင်မှာစိတ်ကူတာခွင့်လက်လောက်လလာမရလို့တေဆုံးရသူဖေဖော်ဝါရီနဲ့မတ်လတို့မှာနှစ်ဦးစီမေလာနဲ့ဇွန်လတို့မှာတဦးစီအနေနဲ့စုစုပေါင်း6ဦးတေဆုံးခဲ့ရတယ်လို့ MPWC ကသိရပါတယ်မနေ့ဆုံးလား28ရက်နေ့ကပန်းနာရင်ကျက်ယောဂခန်းစားနေရတဲ့905ကကြီနဲ့တဘာဝဘေးဥရိပုံမတွေနဲ့ထောင်ငါးနဲ့ချခံထားရသူမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ကအမောဖောက်ပြီးဥပုထောင်တွင်တည်ဆုံခဲ့ရပါတယ်။ တတိယသတင်းကတော့တရုတ်ထုတ်လင်းတွင်နဲ့စစ်တပ်ကျဲတဲ့ဘုံတွင်ကြောင်းတပတ်အတွင်းအရသာ28ဓမ္မနဲ့တည်ဆုံရတဲ့အကြောင်းဖြစ်ပါတယ်။ တော်လင်းအဖွဲ့တွေကိုဖိနှိပ်ပြီးစစ်ကောင်စီဘက်ရက်လိုက်တဲ့တရုတ်ဟာနိုင်ငံထုတ်စစ်လေရင်တွေကိုစစ်အုပ်စုထံဈေးပပေါနဲ့ရောင်းချပေးခဲ့တာကြောင့်ကြံ့ကြာနေတဲ့တော်လင်းကိုပုံမနှောက်နေစေခဲ့ပါတယ်။စစ်အုပ်စုကတခုတည်းသောအာတာချက်ကိုအစွမ်းကုန်ထုတ်သုံးနေမှုကြောင့်ဇွန်20ကနေ26ရက်အထိတပတ်အတွင်းအရသာပြည်သူ28ဦးထံမှနေတည်ဆုံးခဲ့တယ်လို့63ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ညာလင်းတဲ့သူတည်တနာအဖွဲ့ရဲ့ပြုစုထားတဲ့စာရင်းအရသိရှိရပါတယ်။အဲဒီကာလအတွင်းပြည်သူကို ပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုအနည်းဆုံး35ခုပြုလုပ်ခဲ့တဲ့အထက်မကွေးနယ်ငလင်ဘေးအကြီးကျယ်တင်ထားတဲ့မန္တလေးနယ်စကိုင်းတို့ကိုအ धिक တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကိုစေအုစုကပုံမှန်လုတ်ကင်နိုင်တာဟာ ုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေအလုံးမဖြစ်ဘူးဆိုတာကိုတတိခံပေးနေတာဖြစ်တယ်လို့မုံရအခြေဆိုင်တက်ကြွလှူရှာသူတဦးကထောက်ပြပြောဆိုပါတယ်လေကြောင်းပုံကျဲတိုက်ခိုက်မှုကိုတရုတ်နိုင်ငံထုံးဝိုင်းရဲထောက်ပံ့ရင်ရဟတ်ရင်နဲ့ဂျက်ဖိုက်တာတွေကိုအဓိကသုံးပြီးစကိုင်းမကွေ မန္တလေးနဲ့ရှမ်းမြောက်တို့မှာတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကြောင်းနှစ်ကြောင်းဆေးရုံတရုံဖုန်ကြီးကြောင်းလေးကြောင်းနဲ့စီရီတစုတို့လည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သုတေသနကဆိုပါတယ် ညာလင်းသိရဲ့အစီရင်ခံစားတဲ့ပြီးခဲ့တဲ့တပတ်အတွင်းမန္တလေးကလေကြောင်းတိုက်ခိုက်ခံရမှု10ခုနဲ့200အများဆုံးဖြစ်ခဲ့ပြီးမကွေးမှာ6ခု၊စကိုင်းမှာ5ခုနဲ့ရှမ်းမြောက်မှာ4ခုအပြင်ကရင်နီနဲ့အီရာဝတီတို့မှာလည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုထားပါဗျ။ဆလပီဆီယိုဆူတန်ဘယ်လာရုကလေကြောင်းရန်ကာကွယ်ရေးစနစ်ရောင်းပေးထားတဲ့အပြင်လေ့ကျင့်သင်ကြားပေးနေလို့ Justice for Myanmar ပြောလိုက်တဲ့သတင်းမှာ စစ်ကောင်းဆောင်မင်းအောင်လှိုင်တိတိတတကန်နေတဲ့ဘယ်လာရုအစိုးရကစစ်အုပ်စုထံလေကြောင်းရန်ကာကွယ်စနစ်ရောင်းချထားသလိုစစ်ဘက်ဝန်ထမ်းတွေကိုတင် जा ပေးနေလို့ Justice for Myanmar ကပြောလိုက်ပါတယ်စစ်ကောင်းဆောင်ဘယ်လာရုနိုင်ငံမှာကျင်းပတယ်ဥရောပအာရှစီးပွားရေးဖိုရမ်ပွဲတော်တက်နေချိန်မှာပဲ Justice for Myanmar ကဖွင့်ချလာတာဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုအတွက်တည်ထင်ဒီဇိုင်းရေးဆွဲပေးထားတဲ့လေကြောင်းကာဝေးအမိတ်ပေးစနစ်တရက်ကိုရုရှားမဟာမိတ်နိုင်ငံကအယောင်ချထောက်ပံ့နေရလို့ Justice for Myanmar ကပြောလိုက်တာပါဂျပန်ကိုပီသူတွေကိုပြစ်မှတ်ထားတပ်ဖြတ်ဖို့စစ်လက်နက်ထုတ်လို့ရင်းနေပဲကစစ်ဘက်ဝန်ထမ်းတွေကိုဘယ်လာရုတပ်ကတော်တွေလေ့ကျင့်တင်ကြားခွင့်ပြုနေတာအပြင် ဘယ်လာရုအစိုးရနဲ့စစ်အုပ်စုတို့အကြားအရေးပါတဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အထောက်အထားအသစ်တွေကို Justice for Myanmar ကဖွင့်ချလာတာဖြစ်ပါတယ်။ဒါတွေကိုလှုပ်ဝက်ပေါက်ကြားလာတဲ့မြန်မာလေကြောင်းကာကွယ်ကိုကဲမှုဌာနချုပ်နဲ့ဘယ်လာရုအာဏာပိုင်တွေကြားကပေးစာတွေရအတိပြုနိုင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါသေးတယ်။ဒါကြောင့်မြန်မာစစ်ဘက်ဝန်ထမ်းတွေကိုလက်ခံထားတဲ့တက္ကသိုလ်တွေအပြင် ဘယ်လာရုအပေါ်တန်းခတ်ပိတ်ဆို့မှုတွေမဖြစ်မနေချမဖို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမယတနာမောင်ကတိုက်တွန်းပြောဆိုထားပါတယ်။ပြည်တွင်းနောက်ဆုံးအနေနဲ့စစ်ပွဲဖိနှိပ်မှုနဲ့ပုံပုံနဲ့ဆိုင်တဲ့ဆင်းရဲဒုက္ခတွေနဲ့ဖုံးလွှမ်းနေတဲ့နိုင်ငံလို့ကုလလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးကလက်ရှိမြန်မာနိုင်ငံကိုပုံဖော်ပြလိုက်တဲ့တဲ့ထဲမှာမြန်မာနိုင်ငံရဲ့အခြေအနေဟာတော်တော်ဆိုးရွားနေပြီဖြစ်တယ်လို့ကုလသမဂ္ဂရဲ့လူခွင့်ဆိုင်ရာမဟာမင်းကြီး ဖောကာတကပြောဆိုလိုက်ပါတယ်။ ဂျနီဗာမြို့မှာရှိတဲ့လူခွင့်ရေးကောင်စီကိုတောက်ကြနေကတင်ပြခဲ့တဲ့အစီရင်ခံစာမှာထက်သွင်းရေးသားပြောဆိုလိုက်တာပါစစ်ကောင်စီတရရဲ့ထိုးစစ်တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ိတ်ဆို့တာတွေနိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုတွေရောကြလာတာတွေကတန်းနဲ့ချီတဲ့ပြည်သူတွေကိုငမ်းမို့ခေါင်ပါမှုနဲ့စိတ်ပြတ်အားငယ်မှုတွေစီတွန်းပို့နေတယ်လို့လည်းသူကဆိုထားပါဗျ။ဒါကြောင့်ပဲမြန်မာနိုင်ငံဟာစစ်ပွဲဖိနှိပ်မှုနဲ့ပုံမွန်နဲ့ဆိုင်တဲ့ဆင်းရဲဒုက္ခတွေနဲ့ဖုံးလွှမ်းနေတဲ့နိုင်ငံ ဖြစ်နေပြီလို့လူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးကပုံဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ 2021ခုနှစ်ဆေးရနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအရတား6800နီးပါးတည်ဆုံခဲ့ရပြီး2000ကျော်ဟာမတရားဖမ်းဆီးခံထားရပါတယ်။လူပေါင်း3သက်မှ5တန်းကျော်ဟာနေရွှန့်ခွာခဲ့ရပြီး22တန်းနီးပါးကတော့အရေးပေါ်အကူအညီတွေလိုအပ်နေဆဲဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့စီးပွားရေးပြိုလဲမှုနဲ့အဖွဲ့အစည်းဆိုင်ရာပြည်စီမှုတွေကိုရင်ဆိုင်နေရတယ်။ မြန်မာနိုင်ငံမှာလူဦးရေရဲ့80ရာခိုင်နှုန်းနီးပါးဟာဆင်းရဲမွဲတင်မှုတတ်မှတ်ချက်မြင်တာဒါမှမဟုတ်အောက်မှာနေထိုင်နေကြရပါတယ်။လူဦးရေတိတိတမ3တန်းလောက်ကတော့နိုင်ငံကနေထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ရှေ့ဆက်သွားဖို့တရားမျှတမှုနဲ့တာဝန်ယူမှုဒီမိုကရေစီနီးကြအုပ်ချုပ်မှုပြည်သူတွေအတွက်အကျိုးဖြစ်စေမယ့်စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ရေရှည်တည်တဲ့နဲ့နိုင်ငံတကာပူးပေါင်းပါဝင်မှုတို့ဆိုတဲ့လေးချက်ကိုလှုပ်ဖို့အကြံပြုထားပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့အီရန်ခေါင်းဆောင်ကိုအသက်ချမ်းသာပေးပေမဲ့နယူးအစီအစဉ်ပြန်လုပ်ရင်ဘုံကျဲမယ်လို့ထရန်ကချိန်ချောက်လိုက်တဲ့သတင်းနဲ့နှုတ်ဆက်လိုက်ချင်ပါတယ်။ အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီကအမေရိကန်ရဲ့အီရန်ညူစက်ယုံတုံးခုတိုက်ခိုက်မှုမအောင်မြင်ဘူးလို့ပြောကြားလိုက်ပြီးမှပဲထရန့်ကချင်းချောက်ပြောဆိုမှုတွေပြုလုပ်လာပါတယ် ခါမေနီရဲ့အသက်ကိုချမ်းသာပေးခဲ့ပေမဲ့အီရန်ကယူရီနီယံတန့်စင်နာကိုတိုးမြင့်လှောက်ဆောင်မယ်ဆိုရင်ဘုံထက်ကျဲဖို့စဉ်းစားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တာပါ။ဒါဟာအီရန်အစ္စရေးတို့ရဲ့ဆက်နရကြာစစ်ပွဲပြီးဆုံးပြီးနောက်ခါမေနီအပေါ်ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ထရန်ကအီရန်ညူစက်ယုံတွေအပေါ်ပေါင်3000ဘုံနဲ့တဲချတိုက်ခိုက်မှုဟာအောင်မြင်ခဲ့တယ်လို့လေလုံးထွားနေတာကိုခါမေနီကအချင်းညီလို့ပြောကြားလိုက်တာကြောင့်ပါ အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုပုံကျဲတိုက်ခိုက်ခဲ့ပြီးအစ္စရေးဘက်ကနေပါဝင်ခဲ့တာကိုအီရန်ကတုံ့ပြန်တဲ့အနေနဲ့ကာတာမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ကာတာကအခြေဆိုင်စကန်ကိုတိုက်ခိုက်တာဟာအီရန်ကအမေရိကန်ကို မျက်နှာဖြည့်ရိုက်လိုက်တာဖြစ်တယ်လို့အီရန်ကဘရော့မလက်နက်ချမှာမဟုတ်ဘူးလို့ခါမင်နီကပြောခဲ့ပါသေးတယ်။ထရန်ကတော့အလီခါမင်နီတယောက်အရန်ဆိုးရွားပြီးခုံတိတ်ခါမဲတဲ့တေးချင်းတရားကနေလွမြောက်အောင်သူကတင်ခဲ့တာဖြစ်တယ်လို့ပြောနေပါဗျ။ MB ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်